တော့အားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့ကသင်ကန်းစာမစခင်ပေါ့နော်မေခွန်လေးတစ်ခုလောက်စမိချင်းနဲ့အဲ့တော့ဘာတွေအကုန်လုံးကပေါ့နော်အော်ဂျင်လိုသလားပေါ့ Okay နော်အဲ့ဒါလေးကိုနောက်ဆုံးမှပြေးမယ်လောလောဆယ်ကျွန်တော်တို့သင်ကန်းစာခေါင်းစဉ်ကိုသွားမယ် transitive နဲ့ intransitive ပေါ့နော် transitive ဆိုတာကတော့ဘယ်လိုဘာမျိုးလဲ intransitive ဆိုတာကဘာဘယ်လိုဘာအမျိုးအစားလဲဆိုတာကိုကျွန်တော်တို့လေ့လာကြမယ်အဲ့တော့အရင်ဦးဆုံးကျမတို့ transitive verb နဲ့စတာမယ်ပေါ့နော်အဲ့ဒါ transitive ဆိုတာကတော့ဒီက ဒီ verb က object လို့ရတယ်အဲ့တော့ object လို့တဲ့ verb ပေါ့နော်ဒီမှာ verb တွေပေးထားတယ်အဲ့တော့တချို့သော verb တွေက object မလို့ဘူး action တော့လုံးဆောင်တယ်ဒါပေမဲ့ object ထပ်ပေးစရာမလိုတဲ့ verb တွေရှိတယ်အဲ့တော့ example ဝဲကြလေးစာကြည့်မယ်ပေါ့နော် she eat နော် rice every morning မနက်ခင်တိုင်းသူက ဒီဆိုပါတော့ထမင်းစားတယ်ပေါ့အဲ့တော့ဒီဝက်ကြောင့်မှာဆိုရင်စားတယ်ဆိုတဲ့ဘာဒီဘာကိုစားတယ်လဲဆိုတော့အစားခံရတဲ့ကံပုတ်တနည်းအားဖြင့် object လို့တယ်အဲ့ဒီအတွက်ကြောင့် rice ဒီဒီ eat ဆိုတဲ့ဘာရဲ့ object နေရာမှာရှိတယ်အဲ့ဒီအတွက်ကြောင့်ဒီ eat ဆိုတဲ့ဘာဒီကျွန်တော်တို့ transitive လို့ခေါ်တယ်ထွက်တူပဲ kick ကံဒီပေါ်တော့ကံလိုက်တယ်ဘာကိုကံလိုက်တာလဲဘောလုံးကိုလားတကားကိုလားစသဖြင့်ပေါ့နော်အဲ့တော့ the boy kick the ball ကောင်လေးကဘောလုံးကိုကန်လိုက်ပြီးအကန်ခံရတဲ့ဒီကန်ပုံတနည်းအားဖြင့်ဘောလုံးပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါကို transitive verb လို့ခေါ်တယ်။နောက်တစ်ခု he read a book last night မင်းညကနော်သူကစာအုပ်တအုပ်ကိုဖတ်ခဲ့သည်။အတော့ဖတ်သည်ဘာဖတ်လဲ။ကြပြာကိုဖတ်တယ်ဝတ္ထုကိုဖတ်တယ်စာအုပ်ဖတ်တယ်စသဖြင့်ဒီဒီစာဖတ်သည်ဆိုတဲ့နော်ဒီ ဘာရဲ့အနောက်မှာကျွန်တော်တို့ကန်ပုတ်လို့တဲ့အဲ့အတွက်ကြောင့်ဒီဘောက်ကို transitive လို့ခေါ်မယ်။ She write letters to her friend ။အာတကယ်ချင်းတွေ့စီကို သူကသူမကစာတွေရေးသည်။ အဲ့တော့ရေးတယ်ဘာရေးလဲဒီစာရေးတယ်ကြပြရေးတယ်เนาะအဲ့တော့ဘာရေးတလဲဆိုတဲ့မေကုန်းမေးလို့ရတယ်အဲ့အတွက်ကြောင့်သူရေးတဲ့အကြောင်းရနော်ဒီမှာ campaign letter ဒီသူရဲ့ object အဲ့အတွက်ကြောင့် object ထည့်ပြီးရေးထားတဲ့အတွက်ကြောင့်ဒီ word ဒီ right ဆိုတဲ့ဘာဒီလည်းပဲ transitive verb လို့ခေါ်မှာဖြစ်တယ် they made a cake for her birthday အဲ့တော့သူမမွေးနေ့အတွက်ကိတ်မုတ်တလုံးကိုသူတို့ကပြုလုပ်ခဲ့သည်အဲ့တော့ပြုလုပ်တယ်ဘာပြုလုပ်တာလဲကိတ်မုတ်ကိုသူတို့လုပ်တာ เนาะအဲ့တော့ကိမ့်မှုဒီဒီ make ရဲ့ object နေရာမှာရှိတယ်အဲ့ဒီအတွက်ကြောင့်ဒီ make ဆိုတဲ့ verb ဒီ compound လို့တော့ transitive verb လို့ခေါ်မယ် he built a house in his village ူရဲ့ရွာမှာအိမ်တလုံးကိုသူကစောက်ခဲ့သည်အဲ့တော့ဘာစောက်လဲအိမ်စောက်တယ်ဇရစောက်တယ်ကျောင်းစောက်တယ်စသဖြင့်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်လည်းကျွန်တော်တို့ကံပုတ်လိုတဲ့အတွက်ကြောင့်ဒီ var ကို transitive var လို့ခေါ်မယ် i want a new laptop အဲ့တော့က laptop အသစ်တလုံးကကလိုတယ် member လိုတယ် cycle လိုတယ် seven လိုတယ် laptop လိုတယ်အဲ့တော့ဒီမှာ want ဆိုတဲ့ var ဒီနောက်မှာကံပုတ်လိုတဲ့အတွက်ကြောင့်ဒီ want ဒီလည်းပဲကျွန်တော်တို့ transitive var လို့ခေါ်မယ်နောက်ကျွန်တော်တို့ she love music သူဂီတကိုနှင်းချိုက်တယ်ပေါ့နော် တော့ तुम ဘာကြိုက်လဲအကောင့်ကိုကြိုက်တာလားဂီတကိုကြိုက်တာလားအဲ့တော့ဒီမှာ love ဆိုတဲ့ verb the object လို့တဲ့အတွက်ကြောင့်ဒီဟာကိုလည်းကျွန်တော်တို့ transitive verb လို့ခေါ်မယ် I see a bird on the tree အဲ့တော့တင်းမြမမှာမျက်တကောင်ကိုငါကတွေးသည် နော်မင်းပါတွေးလိုက်တယ်ညှက်ကိုတွေးတယ်နော်ကျွန်တော်တို့လင်းဆွဲတွေးတယ်ဆန်သဖြင့်အဲ့တော့ဒီ C ဆိုတဲ့ဘွားဒီကံပုတ်လို့တဲ့အတွက်ကြောင့်ဒီ verb တွေကိုကျွန်တော်တို့ transitive လို့ခေါ်မယ်အဲ့တော့ကျွန်တော်မနေ့ကပြောသွားတဲ့ဒီ active verb တို့ activity verb တို့ action verb တို့ state verb တို့ ਨੇ ပြန်ညှိမယ်လို့ပြောထားတာနော်နောက်ဆုံး slide မှာအဲ့တော့ပြန်ညှိမယ်လို့ပြောထားတဲ့အတွက်ကြောင့်ဒီ it စားသည်ဆိုတဲ့ဘွားဒီကျွန်တော်တို့နော် active လားဒီ action လား activity လားပြန်ခွဲမယ်ဆိုရင်စားနေတာကို မတို့မြင်ရတယ်နော်မြင်ရတဲ့အတွက်ကြောင့်မို့လို့ဒါဒီ physically အရာသူ့မှာ action ရှိတယ်အဲ့တော့ action ရှိတဲ့အတွက်ကြောင့်မို့လို့ဒါကိုကျွန်တော်တို့ action ပါလို့ခေါ်တယ်မြင်လဲမြင်ရတဲ့အတွက်ကြောင့် activity ပါလို့ခေါ်တယ်အဲဆိုရင် activity ပါရော action ပါရောဒီစကြပြုလုပ်သူရဲ့ဒီအလုပ်ကိုဖော်ပြပေးတဲ့ active လည်းဖြစ်တဲ့အတွက်ကြောင့်တချို့သောဘာများသည့်เนาะတချို့သောဘာတွေ active ပဲဖြစ်ဖြစ် activity ပဲဖြစ်ဖြစ် action ပဲဖြစ်ဖြစ် ျမတို့ object လိုတယ်ဆိုရင် object ထည့်ရတယ်မလိုဘူးဆိုရင်တော့မထည့်ရဘူး run ပြေးတယ်ဆိုတဲ့အရာဒီ action ပါပြေးနေတာကိုမြင်ရတဲ့အတွက်ကြောင့်မလို့ကျမတို့အဲ့ဒါကို activity လို့လည်းသုံးလို့ရတယ်ပြုတ်လို့သူကသူလှုပ်တဲ့အလုပ်မျိုး၊သူကပြေးတယ်ဆိုရင်လည်းပြေးတယ်၊ပကြီဆွဲတယ်ဆိုရင်လည်းဆွဲတယ်။ added verb လို့ပြောလို့ရတယ်။အဲ့ဒီ added ကြောင့် run ဆိုတဲ့ verb မှာဆိုရင်ကျမတို့ကဒီ added လည်းဖြစ်တယ်၊ activity လည်းဖြစ်တယ်၊ action လည်းဖြစ်ပေမဲ့ အော်ဂျန်မလိုဘူးအဲ့ဒီအတွက်ကြောင့်အော်ဂျန်လိုတယ်ဆိုရင်ထက်တယ်အော်ဂျန်မလိုဘူးဆိုရင်မထက်ဘူးဒါလေကျမတို့ဒီ concept လေးရဖို့ပေါ့နော်ဒါမျိုးပြောချင်းဖြစ်တယ်အဲ့ဆိုရင်တော့ဒီမှာကအကြောင်းရပေါ်မှာမူတည်ပြီးတော့ပေါ့နော် transitive ဖြစ်ခြင်း transitive မဟုတ်ခြင်းဆိုတာကကွဲပြားသွားမှာဖြစ်တယ်အဲ့တော့ intransitive ကြည့်မယ်ပေါ့နော်အဲ့တော့ intransitive verb ဆိုတာကတော့ object မလိုတဲ့ verb တွေကို intransitive လို့ခေါ်တယ်။ဒီမှာ verb တွေပြီးထားတဲ့ sleep အိတ်တယ်တဲ့ arrive ရောက်လာတယ်ကိုယ်သွားတယ် cry ငိုတယ် run ပြေးတယ် sit ထိုင်တယ် camp လာတယ် laughed ရည်တယ်ဟန့်ပန့်ဖြစ်ပွားတယ်အဲ့ဒီဘာတွေကိုကျွန်တော်တို့ဝတ်ကြတယ်ထည့်ပြီးတော့သုံးမယ်အဲ့တော့ the baby sleep peacefully ကလေးလေးကနော်ဒီငြင်းငြင်းချမ်းချမ်းအိပ်နေသည်အဲ့တော့အိပ်သည်ဆိုတဲ့အရာဒီဘာကိုအိပ်တယ်ဆိုတာမရှိအိပ်တာအိပ်တာပဲအဲ့ဒီအတွက်ကြောင့်အနောက်မှာကျွန်တော်တို့ object ထည့်ပေးစရာမလိုတဲ့အတွက်ကြောင့်အဲ့ဒီဘာကို intransitive လို့ခေါ်တယ်ထို့အတူပဲ they arrived late သူတို့နောက်ကျပြီးမှရောက်တယ် lately လို့သုံးလို့မရဘူးနော် lately ရဲ့ meaning က recently မကြာသေးမီက LAT TE late ဒီကျွန်တော်တို့ flat ever လို့ခေါ်တယ်เนาะ lately ရေးစရာမလိုဘူးเนาะဘောက်ကိုအထူးပြုဖို့ဆိုပြီးတော့အဲ့တော့ arrive ရောက်လာသည်ဆိုတဲ့အရာဒီရောက်လာတာပဲเนาะဒီရောက်ချလာတာပဲဘောက်ကိုရောက်တယ်ဆိုတဲ့ object ထပ်ပေးစရာမလိုတဲ့အတွက်ကြောင့် intransitive verb ဖြစ်တယ် she go to school သူမเจ้าကို သွားတယ်เจ้าသူသွားသည်เจ้าကိုသွားသည်မဟုတ်ဘူးเนาะเจ้าသူသွားသည်ဒါဒီကျွန်တော်တို့ဒီ we back အဲ့တော့က she goes သွားသည်ဆိုတာဒီဘာကိုသွားတယ်ဆိုတော့အကံပုံ object ထည့်ဆက်ရမလို့တဲ့အတွက်ကြောင့် intransitive that time ကလေးလေးက cry loudly ဒီ loudly ဒီကျွန်တော်တို့ adverb on manner နော်ဘလို့ငိုလဲကြက်ကြက်လောင်လောင်အတန်ထွက်ပြီးတော့ on ငိုတယ်ငိုပါတယ်ဆိုမှဘာကိုငိုတယ်ဆိုတာမျိုး object ထည့်ပေးစရာမလို့တော့ intransitive verb he runs every morning မနက်ခင်တိုင်းသူပြေးသည်เนาะပြေးပါလေဆိုမှဘာကိုပြေးတာမဟုတ်ဘူးပြေးတာပြေးတာပဲဖြစ်တဲ့အတွက်ကြောင့်ကံပုတ်မလို့တဲ့အတွက်ကြောင့် intransitive verb please sit here ဒီနားမှာထိုင်တော့လို့သူကပြောတယ်အဲ့တော့ထိုင်ပါထိုင်ဆိုလို့ပြောတဲ့အခါမှာထိုင်ဆိုတော့ဘာကိုထိုင်နေဆိုတာမရှိဘူးเนาะကံပုတ်မလို့ဘူး object မလို့တဲ့ကြောင့် sit ထိုင်ပြီဆိုတဲ့ verb ဒီလဲ intransitive they came early သူတို့စောစောရောက်လာသည်ရောက်လာပါတယ်ဆိုမှတော့ဒီအချိန်မှာ arrive လို့မျိုးပဲဒီဘာကိုရောက်တယ်ဆိုတာမရှိဘူးအဲ့ဒီအတွက်ကြောင့် urgent မလို့တဲ့အတွက် intransitive everyone laughed loudly လူတိုင်းလူတိုင်းကလည်း laugh ရီမောတယ်တဲ့ကြက်ကြက်လောင်လောင်ဒီ loudly ဒီ ever on manner ဘာကိုရီတာမရှိဘူးရီတယ်ဘလို့ရီတယ်လဲကြက်ကြက်လောင်လောင်ရီတယ်အဲ့ဒီ laugh ရီတယ်ဆိုတဲ့အရာဒီကျမတို့ intransitive အဲ့ဒီနေရာမှာကျွန်တော်တို့ proposition ထပ်ပြီးတော့ he love at me ငါ့ကိုထောင်ရည်တယ်ဆိုရင်တော့ရတယ်နော်ဒါကပုံစံတစ်မျိုးနဲ့နောက်သင်ခန်းစာမှာကျွန်မဆွေးနွေးပေးမှဖြစ်တယ်နောက်တစ်ခုကျွန်တော်တို့ something happened suddenly တခုခုယုတ်တရက်ကြီးထဖြစ်တယ်ပေါ့နော် happen ဖြစ်ပွားတယ်ဖြစ်ပွားပါတယ်ဆိုမှဘာကိုဖြစ်ပွားတယ်ဆိုတာမရှိဘူးအဲ့ဒီအတွက်ကြောင့်ကံပုတ်မလိုက်ဘူးအဲ့တော့ဒီ verb တွေကိုကျွန်တော်တို့ကကံပုတ်တနည်းအားဖြင့် urgent မလိုတဲ့ verb တွေအတွက်ကြောင့်မို့လို့ intransitive verb လို့ခေါ်ပါတယ် အဲ့တော့မနေ့ကဆွေးနွေးသွားတဲ့ဘာ၄မျိုးရှိတယ်ပေါ့နော် attitude action to activity ပြီးတော့ state နော်အဲ့ဒီဟာတွေနဲ့ကျွန်မဒီအခု transitive to intransitive တို့နဲ့ကိုပြန်ချုပ်ပေးမှာဖြစ်တယ်အဲ့တော့ attitude verb ဆိုတာကစကြံဘာလုပ်တယ်ဆိုတာကိုပြတဲ့ verb မျိုးဖြစ်တယ်နော်ဒါဒီကျွန်မတို့ဒီ object ကိုပြောနေခြင်းမဟုတ်ဘူးဒါဘာလုပ်တယ်လို့ဒီပြောလိုက်ခြင်းဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီ action ကိုစကြံကပြုလုပ်တာအဲ့တော့သူပြုလုပ်တဲ့အကြောင်းအရာပေါ်မှာမူတည်ပြီးတော့ကျွန်မတို့က object ထဲထဲရောက်မယ်ဆိုရင်လည်းထဲတယ်အော့ကျက်မလို့ဘူးဆိုရင်လည်းမထက်ဘူးโอเคเนาะအဲ့တော့ကျွန်တော်တို့အောက်မှာ exam မှာပေးထားတယ်เนาะအများတိုင်းဒီ edit ဘောက်မှာအော့ကျက်လိုတယ်လို့မရှိဘူးအဲ့တော့ the boy kick the ball ဒီဘောလုံးကိုကောင်လေးကကန်လိုက်ဒီကန်ဒီဆိုတဲ့ဘောက်ဒီအကန်ခံရတဲ့ကန်ပုတ်တနည်းအားဖြင့်အော့ကျက်လိုတဲ့အတွက်ကြောင့်ကျွန်တော်တို့အော့ကျက်ထည့်ထားတယ်နောက်တစ်ခု the boy run အဲ့ဒီကောင်လေးကပြေးခဲ့เนาะအဲ့တော့ပြေးတယ်ဆိုတဲ့ဒီဘောက်ကိုပြေးတယ်ဆိုတဲ့ကန်ပုတ်မလိုတဲ့အတွက်ကြောင့်မထည့်ဘူးအဲ့တော့ edit င်ဗာစာချက်ရပြုလုပ်မှုကိုဖော်ပြတဲ့ဗာမှန်တယ်သူသူပြေးတယ်သူကန်တယ်ဒါပေမဲ့ object လိုတယ်ဆိုရင် object ထည့်တယ် object မလိုအပ်ဘူးဆိုရင်ကျမတို့မထည့်ဘူးအဲ့ဒီအတွက်ကြောင့် add ဗာဆိုတဲ့အရာဒီတစ်ခါတလေမှာ object ထည့်တယ်တစ်ခါတလေမှာအကြောင်းအရာပေါ်မှာမူတည်ပြီးတော့ပေါ့နော် depend on content အကြောင်းအရာပေါ်မှာမူတည်ပြီးတော့ကျမတို့ object မထည့်ဘူးအဲ့ဒီအတွက်ကြောင့် add ဗာကိုကျမတို့ transitive ဗာလို့လည်းပြောလို့ရတယ်လို့ intransitive နဲ့လည်းသုံးလို့ရတယ်လို့နားလည်ရမှာဖြစ်ပါတယ် နောက်တစ်ခုကကျွန်တော်တို့ action ဘွားအကြောင်းပြောသွားတယ်ပေါ့နော်မနေ့က action အဲ့တော့ပြုလုပ်တယ်ဆိုတဲ့ညမှာ physically ရတော့၎င်း mentally ရတော့၎င်းသူသူ့ရဲ့လှုပ်ဆောင်ချက် action ယူတာကိုပြောတယ်အဲ့တော့အဲ့ဒီ action ယူတဲ့နေရာမှာလဲထို့အတူပဲကျွန်တော်တို့ transitive เนาะဒီသူ့လှုပ်လိုက်တဲ့ action ကကျွန်တော်တို့ကံပုတ်လို့တယ်ဆိုရင် transitive ကံပုတ်မလို့ဘူးဆိုရင်တော့ intransitive ဆိုပြီးတော့ကျွန်တော်တို့နားလည်ရမှာဖြစ်တယ်အဲ့တော့ဒီမှာပေးထားတဲ့ verb တွေပေါ့နော်စားတာတို့ပြေးတာတို့ဒီ love ချစ်ခင်မြတ်နိုးတာတို့ sleep အိတ်တာတို့စသဖြင့်ဒါတွေကိုဝကြစီတဲ့အခါမှာ she eat เนาะ right သူမထမင်းစားတယ်ဒီစားတယ်ဆိုတဲ့အကြာဒီကံပုတ်လို့တဲ့အတွက်ကြောင့်ဒီ action verb เนาะဒီစားနေတာကိုလည်းကျွန်တော်တို့မြင်ရတယ် physically အရာเนาะဒါကိုမြင်ရတဲ့အတွက်ကြောင့်မို့လို့ဒါဒီကျွန်တော်တို့ဟို action verb လို့ခေါ်တယ် action verb ဒီ object လို့နေတယ်ဆိုရင် object တဲ့အဲ့ဒါကြောင့်ဒီ action verb ဖြစ်တဲ့ eat ဒီ action verb လည်းဖြစ်တယ်လို့ transitive လို့လည်းခေါ်လို့ရတယ် နော် he runs every morning မနေ့ကနေသူပြေးတယ်ဆိုတဲ့အရာဒီပြေးတယ်ဆိုတဲ့အရာဒီဘာကိုပြေးတယ်ဆိုတဲ့ကံပုတ်မလိုဘူးဒါပေမဲ့ပြေးတာကိုတော့ကျွန်တော်တို့မြင်ရတယ် physically အရာအဲ့ဒီအတွက်ကြောင့်ဒီ action ဘာဖြစ်တဲ့ run ဒီကျွန်တော်တို့ဒီနေရာမှာ intransitive လို့ပြောရမှာဖြစ်တယ် နောက်တစ်ခု they love music သူတို့က music เนาะဂီတကိုသူတို့မျက်နှိုးတယ်เนาะ love အဲ့တော့ love ဆိုတဲ့အရာမှာကျွန်တော်တို့ action မပါဘူးသို့တော့ physical action မပါဘူးဒါပေမဲ့ဒီ mentally အရာသူရဲ့လုံဆောင်မှုเนาะဒီ mental တနည်းအားဖြင့် emotion နဲ့ action ပါတဲ့အတွေ့အကြောင်းဒါကိုကျွန်တော်တို့ action ထဲမှာထည့်ထားတယ်เนาะ action နဲ့ activity ကွာခြားချက်က action မှာ physical ရော mental ရောပါမယ် activity မှာ physical only visible မြင်လို့ရတဲ့ activity မှာ ါလင်ကျွန်တော်တို့ adivity လို့ခေါ်မှာဖြစ်တယ်အဲ့တော့ they love music သူတို့ music ကိုဒီဟောနော်ဒီနှင်းသက်တယ်ဆိုတဲ့နေရာမှာ love ဆိုတဲ့အရာဒီ physically အရာ action ကြီးရပြကြောင်း action မှာအနောက်မှာလည်း music နော် guitar ကိုဆိုတဲ့ကံပုတ်လိုက်လာတဲ့အတွက်ကြောင့်ဒါဒီ object ပါတဲ့ကြောင့် transitive အဲ့တော့ဒီ love ဆိုတဲ့အရာဒီ action ဘာလဲဖြစ်တယ်လို့ transitive ဘာလဲဖြစ်တယ်လို့ပြောရအောင်နော် the baby sleep ကလေးလေးကအိတ်တယ်အိတ်ပါတယ်ဆိုတော့ဘာကိုအိတ်တယ်ဆိုတာမရှိဘူးအိတ်တယ်ဆိုတဲ့အရာဒီသူအိတ်နေတာကိုကျွန်တော်တို့ physically အရာ visible မြင်ရတဲ့အတွက်ကြောင့်အရှင်လို့ပြောလို့ရတယ်သို့တော့သူ့မှာကံပုတ် object မလို့တဲ့အတွက်ကြောင့်သူကို transitive လို့ပြောလို့ကျွန်တော်တို့မရဘူး intransitive เนาะကံပုတ်မလို့တော့တနည်းအားဖြင့် object မလို့တဲ့အရှင်ဘာလို့ပြောရမှာဖြစ်ပါတယ် နောက်တစ်ခုကကျမတို့ activity ပါเนาะ activity ဆိုတဲ့အရာကကျမတို့ physically အရာ visible မြင်လို့ရတဲ့ activity เนาะ mentally မပါဘူးအဲ့ဒီဘာကိုကျမတို့ activity ပါလို့ခေါ်တယ် activity ပါဒီလဲထိုးအတူပဲကျမတို့ဒီဟိုပါဘောเนาะ transitive ရှိတယ်လို့ intransitive ရှိတယ် โอเคအဲ့တော့ကျွန်တော်တို့သူ့ကို ကြည်အောင်ပြေးတယ်เนาะ she run fast သူမမြန်မြန်ပြေးတယ်အဲ့တော့ run ပြေးသည်ဆိုတဲ့ verb ကံပုံးမလို့တော့နောက်မှ or jam လိုက်ဘူးဒါပေမဲ့ fast ဆိုတဲ့ဒီစကားလုံးတစ်လုံးကျွန်တော်တို့ထပ်တွေ့တယ်အဲ့ဒီ fast ဆိုတဲ့ကြာသည် flat ever เนาะ ever เนาะ fastly ဆိုတာမရှိဘူးเนาะ fastly ဒီကျွန်တော်တို့ဒေသစကား dialect လို့ခေါ်တယ်အဲ့တော့မြန်မြန်ပြေးတယ်เนาะ ever on manner ဘယ်လိုပြေးသလဲ ever on manner မြန်မြန်ပြေးတယ်ဆိုတဲ့ညာ verb ကိုလာပြီးထူပြတော့ ever ဖြစ်တယ်အဲ့တော့ she run fast ာစုမမြန်မြန်ပြေးတဲ့အော်ဂျန်မလိုက်တဲ့အတွက်ကြောင့်ဒီ activity ဘာဒီကျမတို့ intransitive လို့ပြောတယ် now the dance beautifully သူတို့လှလှပါပါကတယ်เนาะကတယ်ဘလို့ကလဲလှလှပါပါကတယ်အဲ့တော့ကတယ်ဆိုတဲ့ကြောင့်ဒီဘာကိုကတယ်ဆိုတဲ့ကံပုံတနည်းအားဖြင့် organ မလိုဘူးသို့တော့ beautifully ever on manner လှလှပါပါကတယ်เนาะဒါ ever เนาะအဲ့တော့ဒီဘာကိုလာပြီးတော့ထူးပြူထားပေးတာအဲဆိုရင်ကနေတာကိုလည်းကျွန်တော်တို့မြင်ရတဲ့အတွက်ကြောင့် activity ရှိတယ်လို့ပြောလို့ရတယ် activity ပါ organ မလိုတဲ့အတွက်ကြောင့်ဒီ intransitive လို့ခေါ်ရမှာဖြစ်တယ် နောက်တစ်ခု he write letter အဲ့တော့သူစာရေးရေးတယ်တဲ့အဲ့တော့ရေးတယ်သူရေးနေတာကိုလည်းမြင်ရတယ်เนาะဘာကိုရေးတယ်စာကိုရေးတယ်ဆိုတော့ကံပုတ်လည်းရှိတယ် object လည်းရှိရတယ်တော့ဒါသည် activity လည်းမှန်တယ်ကျွန်တော်တို့ transitive object လို့တော့တနည်းအားဖြင့်ဒီကံပုတ်လို့တဲ့ဘာလို့ပြောရမှာဖြစ်တယ် he plays guitar เนาะသူမ guitar တီးတယ်တဲ့အဲ့တော့ ဒီနေရာမှာ play တင်းကြီးတာကိုလည်းမြင်ရမယ်။ဘာတီးလဲ၊ guitar ကိုတီးတယ်ဆိုတော့ကံပုတ်လည်းရှိတဲ့အတွက်ကြောင့်ဒီ play ဆိုတဲ့ဘာဒီ activity လည်းပြပေးတယ်လို့ကျွန်တော်တို့ transitive လည်းဖြစ်တယ်နော်။အဲဆိုရင်ကျွန်တော်တို့ stated verb ကိုတွားမယ် ဲ့တော့ state advance ဆိုတာကတော့ကျွန်တော်တို့ state ပေါ့နော်အခြေအနေတရက်ဒီနေ့အပြည့်ကျွန်တော်တို့ဒီ condition အနေအထားနော်အခြေအနေနေတာ feeling အဒီခံစားချက်ဒီပို့ကိုယ်မှာရှိတဲ့ပိုင်ဆိုင်မှုတွေအတွေးတွေပေါ့နော်ဒီ sense ဆိုတာကဒီအာယုံခံစားမှုအဲ့ဒါတွေကိုကျွန်တော်တို့က describe ပေါ်ပြပေးတဲ့ var တွေဖြစ်တယ်အဲ့ဒီ var တွေရဲ့အနောက်မှာကျွန်တော်တို့ object လိုက်တယ် object မဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့ complement လိုက်တယ်ရှိတယ် complement ဆိုတာကအဖြစ်ပုံဒီတိုင်းနဲ့မပြည့်စုံတဲ့အတွက်ကြောင့်ဖြစ်ပေးရတာ เนาะအဲ့တော့ဖြည့်ပေးရတဲ့အတွက်ကြောင့်သူကိုကျွန်တော်တို့ compliment အဖြည့်ပုတ်လို့ခေါ်တယ်အဲ့ဒီအဖြည့်ပုတ်ဆိုတဲ့နေရာမှာ adjective ကိုလည်းတွေ့ရတယ် noun ကိုလည်းတွေ့ရတယ်ကျွန်တော်တို့ဒီ phrase တွေဒီအနေနဲ့လည်းဒီ like လို့ရတယ်ပေါ့เนาะ beautiful as a of beauty လို့ကျွန်တော်တို့ရေးလိုက်မှာဆိုရင်လည်းဒါဒီ of ဆိုတဲ့ preposition နဲ့စထားတဲ့ phrase တစ်ခုရသွားမှာဖြစ်တယ်เนาะ hurriedly စာ in hurry လို့ရေးလို့ရတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ verb တွေပေးထားတယ်ပေါ့เนาะ like ကြိုက်တယ်ကြိုက်တယ်ဆိုတဲ့အရာဒီကျွန်တော်တို့ i like ဆိုပြီးတော့ tan line ထားတာလို့ းမရဘူးအကြိုက်ခံရတဲ့ object နောက်မှလိုတယ်အဲ့ဒီတော့ကြောင့် i like apple เนาะငါပန်းတီးကြိုက်တယ်ဆိုရင်လည်းပန်းတီးပေါ့เนาะဒီ i like ice cream ကြိုက်တယ်ဆိုရင်လည်း ice cream ပေါ့အဲ့တော့ဒီ state အမောเนาะ like ကြိုက်ပြီဆိုတဲ့ဘာမှကျွန်တော်တို့ action မပါဘူး ကြိုက်ကြောင်းကိုပဲဖော်ပြတယ်သူဒီအခြေအနေကိုဖော်ပြပြီးတော့ stage ဘာတနည်းအားဖြင့် state bar လို့လည်းခေါ်တယ်အဲ့တော့အဲ့ဒီ state bar ကိုသုံးပြီးဆိုတော့ねကျွန်တော်တို့ object သို့မဟုတ် complement ကလိုက်ပေးရတယ်เนาะဒီတစ်ချက်မှတ်ထားပြီနောက်တစ်ခု no တိတယ်တဲ့ she no the answer အဖြေကိုသူမကတိတယ်သူမဘာတိလဲအဖြေကိုတိတယ်အဲ့တော့အဖြေဆိုတဲ့ရာသီ no တိတယ်ဆိုတဲ့ bar ရဲ့ compound object နေရာမှာရှိတယ်အဲ့ဒီအတွက်ကြောင့်ဒီ stated bar ဒီကျွန်တော်တို့အနောက်မှာ noun သို့မဟုတ်ဒီ compliment နဲ့ရောက်ကိုဝင်တဲ့ adjective တွေ like တယ်။နောက် belong ပိုင်ဆိုင်တာပေါ့နော် this ဘုံတဲ့ belong to me အဲ့စာအုပ်ကိုငါကပိုင်တယ်။အဲ့တော့အဲ့ဒီ belong ဆိုတဲ့ verb တည်းလည်းပဲထို့အတူပဲဘာကိုဒီစာအုပ်ဘယ်သူပိုင်လဲငါပိုင်တာနော်ဒါမျိုးပြောချင်းဖြစ်တယ်။အဲ့ဒီအတွေ့အကြောင်းဒါသူဆိုရင်ကျွန်တော်တို့ဒီ to နဲ့ me ဆိုတဲ့ဒီ object pronoun နဲ့ကိုကျွန်တော်တို့တွေ့တဲ့အတွေ့အကြောင်းခုနက beautiful မှာလေ of beauty နဲ့ရေးသလို in hurry နဲ့ရေးသလိုမျိုးကျွန်တော်တို့ဒီ preposition နဲ့စထားရတဲ့ကြောင်းနှလုံးစကားလုံးနှလုံးဖြစ်သွားတဲ့ကြောင်းသူကို phrase လို့ခေါ်လို့ရပါတယ်เนาะ phrase ဖြစ်တဲ့အတွက်ကြောင့်ဒါဒီ complement နေရာကို ဝင်တယ်လို့ကျမတို့သဘောပေါက်မှာဖြစ်တယ်။နောက် b ပြီးစွာကဒီဖြစ်ခြင်းကို ပြောတာအဲ့တော့ he is tired ဒါ singular စကြမလို့ဒီနေရာမှာ present ဆိုတော့ is နဲ့သုံးတာเนาะဒီ past tense ဆိုရင် was နဲ့သုံးမှာဖြစ်ပါတယ်။အဲ့တော့ဒါဒီ b သူကဖြစ်တယ်ဘာဖြစ်မှန်းသိတန်လန်းထားလို့မရတဲ့ကြောင်းအနောက်မှာ complement လိုက်တယ်။ he is ဆိုပြီးတန်လန်းထားတာလို့မရဘူး။ အဲ့ဒီအတွက်ကြောင့်နောင်းမှာ compliment လိုက်တယ်အဲ့တော့ဘယ်ဘာလိုက်သွားလဲဆိုတော့ထရက်သူပင်ပန်းနေတယ်ထရက်ဒီဒီနေရာမှာဘာတရီမဟုတ်ပါဘူး part of speech အနေနဲ့ adjective ဖြစ်တယ်အဲ့ဒီအတွက်ကြောင့် stated word တွေကိုသုံးမယ်ဆိုရင်ကျွန်တော်တို့အနောင်မှာ compliment အဲ့ဒီ compliment နေရာမှာကျွန်တော်တို့ noun ပေါ့နော် object လို့လည်းဆိုရင်တော့ noun ထဲပေါ့တို့ဒီမို့ဒီဘီဘာဖြည့်ခြင်းရှင့်ခြင်းတွေကိုပြောနေတယ်ဆိုရင်ကျွန်တော်တို့ adjective တွေလိုက်ပြီးတော့ရေးရပါတယ် အဲ့တော့ကျမတို့ဆွေးနွေးသွားတဲ့ဗာ၄မျိုးစလုံးကို summarize ပြန်လုပ်မယ်ပေါ့နော်အဲ့တော့ addict ရှိတယ် action ရှိတယ် activity ရှိတယ် state ရှိတယ်အ stated ပေါ့နော် state လို့လည်းခေါ်တယ်အဲ့တော့အဲ့ဒီဗာ၄မျိုးစလုံးကနော်ဒီ addict ဆိုတာကတော့စကြဲဘာလုပ်ကြောင်းကို ဖော်ပြပေးတယ်ဗာ action ဆိုတာကလုပ်တာသို့မဟုတ်ကျမတို့ physically အရာရော mentally အရာတွေးတော့တွဲတွေးတာခေါ်တာစဉ်းစားတာအကုန်လုံးပါတယ် activity ကြတော့ physically အရာလုပ်နေတာကို visible မြင်ရတာမှာ addict activity ဘာလို့ခေါ်မလဲ state တဲ့သမို့ state ဘာကတော့ ethic အနေ condition အနေအထား feeling တွေနော်ပိုင်ဆိုင်မှုတွေကိုပေါ်ပြတဲ့နေရာမှာသုံးတယ်အဲ့တော့ object like တယ်လားမ like ဘူးလားဆိုတာကသူလုပ်တဲ့ action ပေါ်မှာမူတည်ပြီးတော့ object လိုတယ်ဆိုရင်လည်းထည့်တယ်မလိုဘူးဆိုရင်လည်းမထည့်ဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီမှာသခါတရံမှာထည့်တယ်မလိုဘူးဆိုရင်မထည့်ဘူး သို့တော့ကျမတို့ stated bar ကို သုံးပြီးဆိုတာနဲ့သူရန်နောက်မှာကျမတို့ object line လိုက်မလိုက်ဘူးဆိုရင်လည်း complement လိုက်ပေးရတယ်เนาะဒီတိုင်းတန်လိုင်းမပြည့်စုံမှု she is သူမကဖြစ်ပါသည်ဆိုပြီးတော့ဒီတိုင်းထားလို့များနောက်မှာအထီးချဆိုရင်လည်းအထီးချပေါ့เนาะအထီးချဆိုတော့ကျမတို့ a ရတလုံးထီးချတလုံးနှလုံးဖြစ်တဲ့ကြောင့်ဒါဒီကျမတို့ noun phrase ဖြစ်သွားတယ်เนาะဒါ complement နေရာကိုဝင်တဲ့ noun phrase အဲ့တော့ stated bar ကလွဲပြီးတော့ကြံတဲ့အရာဒီမှာလိုအပ်ရင်ထည့်တယ်မလိုအပ်ရင်မထည့်ဘူးเนาะအဲ့တော့ ကိုမှန်ရလွယ်အောင်ပြောရမယ်ဆိုရင်တော့အဲ့ဒီ var ကပေါ့နော်တခုခုပေါ်မှာ effect တိုက်ရောက်မှုရှိတယ်ဆိုရင်တော့ကျွန်တော်တို့ object လို့တယ်လို့ပြောတယ်သူ့ဘာသာသူ ဖြစ်သွားတယ်သူမဖြစ်နေတယ်เนาะ exist ရှိနေတာကြောင့်ပြောတယ်ဆိုရင်တော့ကျွန်တော်တို့ object ထည့်ပေးစရာမလိုဘူးလို့မှန်ရမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီနေ့သင်ခန်းစာရဲ့ခေါင်းစဉ်ပေါ့နော် transitive နဲ့ intransitive တချို့ word တွေကဒီ object လိုတယ်အဲကြောင့်ထည့်ပေးရတယ် object မလိုဘူးဆိုရင်တော့ intransitive သို့တော့အချို့သောဘားတွေကတဲ့ဒီ order ထက်လဲရသလိုဟိုထက်ပြီးလဲရေးသလိုမထက်ပဲနဲ့ရေးလို့ရတယ်နော်နှစ်ခုစလုံးဖြစ်နိုင်တယ်အဲ့တော့နှစ်ခုစလုံးဖြစ်နိုင်တဲ့ဘားကိုကျွန်တော်တို့က MB transitive လို့ခေါ်တယ်အာဂတင်းနဲ့မယောနဲ့နော်ဒီပြင်ပြန်ပြီးတော့ ဒါတိချပြန်လုံးတယ်အဲ့တော့ mb transitive နော် transitive က object လို့တယ် in transitive က object မလို့ဘူး mb transitive ဆိုတာကဒီ object နဲ့လည်းရေးသလို object မပါပဲလည်းရေးလို့ရတယ်အဲဒါဆိုရင်ဒီဘက်မှာကျွန်တော်တို့ var တွေ exam မှာပေးထားတယ်ဒါကိုဥပမာနဲ့ကျွန်တော်တို့ဝါကြကြောင်လေးတွေဖတ်ကြည့်မယ်ပေါ့နော် he opens the door သူကဒီတကားကိုဖွင့်လိုက်သည် အဖွင့်ခံရတဲ့တရားဒီနေရာမှာ the door เนาะတကားကိုထည့်ထားတယ်ဒါကိုပဲကျွန်တော်တို့ intransitive နဲ့ရေးတဲ့အခါမှာ the door open တကားကြီးပွင့်နေတယ်နော်အခု she started တကားသူမကားဆက်နိုးလိုက်တယ် the meeting started CEO ပဲစာနေပြီ they change the plan season ကိုသူတို့ကချိန်လိုက်တယ် the weather change ရာသီဥတုပြောင်းသွားပြီ he grew tomato เนาะခရမ်းကျင်သေးတဲ့သူက site ပြောတယ် the baby grew quickly ကလေးလေးညံ့ညံ့ဆန်းဆန်းကြီးလာတယ် She broke the glass. Pankwego dumaga kwelaibi. The glass broke pankwe kwe doabi. His stopped the car. duga said that like that. The car stopped. Ga set ya doabi. ဲ့တော့ဒီ web job တွေမှာဒီ open တို့ started တို့ chain တို့ grow တို့ broke တို့ဒီ stop တို့နော် stopper မဟုတ်ဘူးနော် ted တို့ ded တို့မှသာကျမတို့ a တန် t တန်ထွက်ပေးတယ်နော်ဒါတွေမလိုဘူးအဲ့တော့က t နဲ့ d နဲ့ပဲထွက်တယ်လို့မှတ်ပေးအဲ့တော့က he stop the car ဒီဟာတွေအကုန်လုံးမှာ order လိုက်ပြီးလဲရေးထားတယ် transitive နဲ့လည်းမြင်ရသလို order မပါဘဲနဲ့ intransitive အဖြစ်နဲ့လည်းရေးထားတာကိုတွေ့ရတယ်အဲ့တော့အရှင်းလေးကကျမတင်ထားတဲ့ argative verb เนาะအဲ့ဒီ argentiva ဆိုတာကဒီဟိုဘောเนาะဒီ active ဝတ်ကြောင်းမှာရှိတဲ့ object ကိုကျွန်တော်တို့ subject နေရာပို့ပြီးအဲ့ဒီ verb ကိုပဲပြန်ပြီးတော့ပုံပြီးတော့ရေးတဲ့ဝတ်ကြောင်းเนาะအဲ့ဒါကိုကျွန်တော်တို့ argentiva လို့ခေါ်တယ်အဲ့တော့ argentiva နဲ့က amb transitive နဲ့တူလားဆိုရင် no မတူဘူးเนาะမတူကြောင်းကိုသိချာကျွန်မ video တစ်ခုပြန်ရိုက်ပြီးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြန်သွားလိုက်မယ်နောက်ဆုံး slide ပေါ့เนาะ အဲ့တော့ကျမသင်္ကန်းစာဒီနေ့သင်္ကန်းစာမစခင်ပါဘောเนาะဒီမေခွန်လေးနဲ့စတာတဲ့ဘာရီအကုန်လုံးက object လို့တင်လာဘောเนาะအဲ့တော့အခုလေးလေးလာလာတဲ့ထောက်ချောင်းအရာဆိုရင်ဒီဘာရီအကုန်လုံး object လို့တလားဆိုရင်အဖြေက no เนาะဘာတိုင်းက object မလို့ဘူးဒါပေမဲ့ကျမဒီအကြောင်းအရာပုံမှာ mutable ပြီးတော့ဘောเนาะဒီအကြောင်းအရာ content ပုံเนาะအဲ့ဒီပုံမှာ mutable ပြီးတော့ကျမတို့ transitive ဖြစ်တဲ့အခါလည်းရှိသလို intransitive ဖြစ်တဲ့အခါလည်းရှိတယ်အဲ့အဲ့ဒီအတွက်ကြောင့်ဒီ adverb ဆိုရင်တော့ဒီ trans transitive light တဲ့ intransitive light တဲ့တို့တရက်တည်းမရှိဘူး active မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဟို action ပဲဖြစ်ဖြစ် activity ပဲဖြစ်ဖြစ်ကျွန်တော်တို့ transitive လဲ light တယ်လို့ intransitive လဲရှိတယ် သို့တော့ချွင်းချက်နေနဲ့ stated ဘာအခြေအနေကိုဖော်ပြပေးတဲ့ဘာမှဆိုရင်တော့ဒီ object အဖြစ်နဲ့ noun လည်းတွေ့ရတယ်လို့ complement နေရာမှာ adjective ကိုလည်းကျမတို့တွေ့ရမှာဖြစ်တယ်။နော်အဲ့တော့ကျမတို့ဒီ transitive intransitive ကိုပြန်ပြောမယ်ဆိုရင် transitive ဆိုတာကဒီ object တနည်းအားဖြင့် compound လို့တဲ့ဘာကို transitive လို့ခေါ်တယ်။ intransitive ဆိုတာကတော့ object မလို့ဘူးတနည်းအားဖြင့်ခံရတဲ့ compound မလို့ဘူးဆိုရင် intransitive အဲ့ဒီဘာကိုပဲ object ထပ်ပြီးလဲရေးလို့ရတယ်လို့ object မပါဘဲနဲ့လဲ ရေးလို့ရတယ်ဆိုရင်တော့ MB transitive လို့ခေါ်မှာဖြစ်တယ်เนาะအဲ့တော့ order ပါပြီးရေးတယ် order မပါဘဲရေးတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီ argentine နဲ့မရောဖို့အတွက်ကျွန်တော်တိထားဗီဒီယိုတင်ပြပေးမှာဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအဆင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်